ဘုန်းတော်နော်ဒါဖောင်ဒေးရှင်းရဲ့သာသနာပြုလုပ်ငန်းတွေကိုမပြောခင်မှာနော်ဒါဖောင်ဒေးရှင်းရဲ့အာရှီမန်ချက်တွေ့ရင်ပြောခင်ပါတယ်ဘုန်းဘုန်းတို့ကတန်ဃာရှိမှသာသနာရှိမီတန်ဃာတွေခေါင်းဆောင်နိုင်မှသာသနာခေါင်းထောင်နိုင်မီဆိုတော့ဒီ vision mission statement တွေကိုဂိုင်ဆွဲပြီးတော့ဘုန်းဘုန်းတို့ဒါစူးစမ်းအထောက်နေတာဖြစ်ပါတယ်သာသနာတော်ကြီးမှာ တန်ခါယရဏတွေဟာ အဖိုးမဖြတ်နိုင်တဲ့ယရဏတွေဖြစ်ပါတယ်တန်ခါယရဏတော်မှစာသင်တိုက်မှာစာချစာသင်နေတဲ့တန်ခါယရဏများဟာပို၍ပို၍တံပိုးကြီးလာတဲ့အရင်းမြစ်တွေဖြစ်ပါတယ်အဲ့တော့ဘုံဘုံတို့အနော်တာဖောင်ဒေးရှင်းဟာတန်ခါယရဏတွေကိုမျက်နှိုးတဲ့အတွက်ကြောင့်မို့လို့တန်ခါယရဏတိုးတက်ရေးစီမံကိန်းတန်ခါယရဏအဲ အာကောင်းရေးစီမံကိန်းတွေကိုအဓိကလုပ်ပါတယ်အဲ့တော့တစ်ကတော့ဖုံဖုံတို့အနော်ရထားရွှေသားမဏိစကူးဖြစ်ပါတယ်ကျောက်ဆင်မျိုးနဲ့အင်းကုန်းဆက်မြကျေးရွာရွှေရောင်မျိုးဆက်သစ်ဒါကျောင်းတိုက်မှာအနော်ရထားရွှေသားမဏိစကူးရှိပါတယ်နော်ရထားရွှေသားမဏိစကူးဆိုတာဖုံဖုံတို့လောကီနဲ့လောကုတ္တရာပညာနှစ်မျိုးစလုံးကိုတွဲဖက်ပြီးတော့မှသင်ယူပေးတဲ့ကျောင်းတော်ကြီးဖြစ်ပါတယ်ကိုရင်နေရှင်သာမဏေကလေးကိုပဲလက်ခံပြီးတော့ သင်ကြားပေးတဲ့ကျောင်းတော်ကြီးဖြစ်ပါတယ်။အဲ့ဒီမှာဖဖို့တို့ရှင်သာမဏေပေါင်း160ဝန်းကျင် ရှိပါတယ်။အဲ grade 1ကနေ grade 12ထိအောင်အဲ login နဲ့တွဲဖက်ပြီးတော့မှ log out တရာပိုင်းကရှင်ချင်းဝက်အခြေခံသိညို အခြေခံတရာအခြေခံသီလသမာဓိပညာတွေကိုအဲတကယ့်ပြည့်စုံပြည့်ထောင် ပေးနေတဲ့ကျောင်းတော်ဖြစ်ပါတယ်။နံပါတ်2ကတော့ အနွယ်ဓာခေါင်းဆောင်မှုပညာတက္ကသိုလ်စီမံကိန်းတွေဖြစ်ပါတယ်။နော်ဓာခေါင်းဆောင်မှုပညာတက္ကသိုလ်စီမံကိန်းတွေဟာပြုံးလွင်မှာဘုံဘုံတို့အဲတခုရှိပါတယ်ကမ်ပတ်စ်တခုရှိပါတယ်ရန်ကုန်မြို့စကိုးမိုင်မှာဘုံဘုံတို့အဲကမ်ပတ်စ်တခုကိုအခု2025ခုနှစ်မှာစတင်ပြီးတော့အဲအကောင့်ထဲပေါ်လျက်ရှိပါတယ်ဒါခေါင်းဆောင်မှုပညာတက္ကသိုလ်ဆိုတာကဒီခေါင်းဆောင်မှုပညာစီမံခန့်ခွဲမှုပညာရက်တွေခင့်မီမော်ဒန်ပညာရက်တွေကို ဩရရဲ့တတိပဋ္ဌာန်နဲ့တွဲဖက်ပြီးတော့မှသင်ကြားလေ့ကျင့်ပေးတဲ့ဒီတက္ကသိုလ်ကြီးနှစ်ခုဖြစ်ပါတယ်။နောက်စီမံကိန်းတစ်ခုကတော့အခုသာသနာ့အမွေခံယူတဲ့စီမံကိန်းဖြစ်ပါတယ်။အဲ့တော့ဘုန်းတော်နော်ဒါဖောင်ဒေးရှင်းရဲ့ဒါစီမံကိန်းကြီး၃ရက်ကတော့နော်ဒါရွှေသားမဏိစကူးရဲ့အနော်ဒါကောင်းဆောင်မှုပညာဗုဒ္ဓတက္ကသိုလ်စီမံကိန်းရဲ့နဲ့အခုသာသနာ့အမွေခံယူတဲ့စာချစာတင်ထေရှင်အစဉ်ဆောက်လျှော်ရေးစီမံကိန်း၃ခုဖြစ်ပါတယ်။ဒီ၃ခုစလုံးကိုဘုန်းဘုန်းတို့တပြိုင်နက်အဲ အခုဆောင်ရွက်လည်းရှိပါတယ်ပမုံနေနဲ့ထပ်ပြီးတော့ဖြစ်ဆွတ်ပြီးတော့ပိန်ကြားစရာကတော့ပမုံတို့မြန်မာနိုင်ငံမှာသာသနာထွန်းလင်းတောက်ပနေတယ်ဆိုတာကျောင်းကံဖရာစီတီပထိုးတွေပေါ်များနေလို့အဓိကမဟုတ်ပါဘူးကျောင်းကံဖရာစီတီပထိုးတွေက တကယ်အကြောင်းအရင်းမြစ်မဟုတ်ပါဘူးစာချစာသင်ထေရှင်နဲ့ တန်ဃာတော်များသာလေအဓိကအရင်မြစ်ဖြစ်ပါတယ်အဲ့တော့ဘုန်းဘုန်းတို့ကမြန်မာနိုင်ငံမှာသာသနာတော်ကြီးကိုအမြဲထာဝရထွန်းလင်းတောက်ပနေစေခြင်းနဲ့ဆိုရင်တန်ဃာတွေအားနေသွားလို့မဖြစ်ပါဘူးအထူးသဖြင့်စာချက်စာသင်ထေအရှင်နေအားနေသွားလို့မဖြစ်ပါဘူးစာသင်တိုက်တွေအားနေသွားလို့မဖြစ်ပါဘူးစာသင်တိုက်တွေပြိုလဲသွားလို့မဖြစ်ပါဘူးအဲ့တော့ဘုန်းဘုန်းတို့ကဒီခေတ်အခြေအနေအရအာ ဖမုံတို့တချို့စာသင်တိုက်တွေအဲပျို့လဲပျက်စီးနေတာတွေတွေ့ရပါတယ်ဒါဟာသာသနာတော်အတွက်အလွန်အမတန်စိုးရင်စရာကောင်းတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်အဲ့တော့စာသင်တိုက်တွေမပျို့လဲအောင်ဖမုံတို့ဘုရားဘာသာဝင်တွေမှာတာဝန်ရှိပါတယ်၁ဘုန်းကြီးရဟန်းတော်များမှာတာဝန်ရှိပါတယ်၂ဘုရားဘာသာအဲတရားဒဂမတွေမှာတာဝန်ရှိပါတယ်အဲ့တော့သာသနာတော်မြတ်ကြီးကိုအမှန်တကယ်ခိုင်မာအားကောင်းစေခြင်းနဲ့ဆိုရင် မြန်မာနိုင်ငံမှာထာဝရထွန်းလင်းတောက်ပနေစေခြင်းနဲ့ဆိုရင်စာတင်လိုက်တွေမပြိုလဲအောင်စာချစာတင်ထေရှင်တွေကို အမှန်တကယ်မိဘမေတ္တာပေးပြီးတော့ခယူးဆိုင်စောင့်ရှောက်ကြပါလို့ဘုံဘုံကအထူးတိုက်တွန်းလိုပါတယ်။